မီးလေးအစီရဲ့အရွယ်ရောက်လာပြီးကြစ်စရာကောင်းလာတဲ့ပုံရိပ်လေးတွေကိုခြားပြလာတဲ့တရုတ်ဆောင်ဤချောပုံမင်္ဂလာပါပရိသတ်ကြီးတရုတ်ဆောင်ဤချောပုံကတော့အခုဆိုရင်တမီးလေးအစီကိုမွေးဖွားပြီးတဲ့နောက်ပိုင်းအမှုပညာအလုပ်တွေလည်းပုံမှုလောက်ကင်လာရသလိုခင်မုံပြသူရဲ့စီးပွားရေးအလုပ်တွေကလည်းပုံမှုအဆင်ပြေလာတယ်လို့ပြောလာခဲ့တာဖြစ်ပါတယ်တရုတ်ဆောင်ဤချောပုံကတော့တမီးလေးနဲ့ပတ်သက်တဲ့အမှတ်တရဗီဒီယိုလေးတွေနဲ့ဓာတ်ပုံလေးတွေကိုပရိသတ်ကြီးအတွက်အမြဲတမ်းခြားပြလေးရှိတာဖြစ်ပြီး အခုတကမှဆိုရင်လေသူ့ကိုကင်မရာချိန်လိုက်ရင်မျက်လုံးဝိုင်းဝိုင်းလေးနဲ့ကြည်နေတတ်တယ်။ချစ်စရာသမီးလေးရဲ့ပုံရိပ်လေးတွေကိုပရိသတ်ကြီးကြည့်ရှုနိုင်စေဖို့အတွက်ချပြလာခဲ့တာဖြစ်ပါတယ်။ဤချောပုံကတော့မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးမင်းသမီးတွေတဲ့ကတက်လက်လို့ပြောရမှာဖြစ်ပြီးသူမဘဝကိုလူလီသေးမရှိအောင်ထားနိုင်တဲ့ခင်မွန်းတဲ့နဲ့လည်းတွေ့ဆုံခဲ့တာကြောင့်အိမ်နောင်ရေးကံကောင်းတဲ့သူလို့လည်းပြောရမှာဖြစ်ပါတယ်။အခုဆိုရင်တော့ချစ်စရာသမီးလေးတယောက်ကလည်းသူမတို့ရဲ့ဘဝတွေကိုရောက်ရှိလာခဲ့ပြီးဖြစ်တာကြောင့်